လူမီရာယုံကြည်ခြင်းဆိုရက်တစ်ချိန်လေးနဲ့ပုံတော်ချီးမွမ်းခြင်းပါတယ်။ကျွန်မအဲ့လိုခံစားရတဲ့အချိန်မှာကျွန်မအရင်ဆူတောင်းပြီးတော့မှတကယ်ကိုလွတ်မြောက်ခြင်းနဲ့ကျွန်မပျော်ရွှင်ခြင်းဒီတခြင်းပြည့်နဲ့ဖြောင်းအခုလိုဆက်ကပ်နိုင်တာဖြစ်ပါတယ်လို့အဲ့ဒါကြောင့်ကျွန်မအခုပြောချင်တယ်တကယ်ကိုအခုဖို့ပါတယ်နောက်ဆုံးတော့ကာလကတကယ်ကိုရောက်နေပါပြီလို့တကယ်ကိုဟူးနိုင်ငံလေးမျိုးမျိုးတွေမှာလည်းအမျိုးစုံတွေဖြစ်နေကြပြီ အဲ့ဒါမပြောနဲ့အခုဘယ်မှကြီးနေကျမကိုပဲကြီးပါလေကျမအသက်တန်းမှာကျမဒီလိုဖြစ်လာနေတော့ကျမအခင်ခဲ့ဘူးဒီလိုမျိုးကျမကကြီးရနေတိတိလေးရနေစားပြီးကျမပြောင်းလဲလာခဲ့တယ်ဒီဆိုရင်တကယ်လို့ပါဘယ်လိုမျိုးကျမမာနတော့မကြီးတက်ဘူးဒါပေမဲ့ကျမတမျိုးကျမပုံစံလေးကကျမတိုက်ကတမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ဒါရဲ့အပေါ်မှာအစားကျမကိုဖျက်ချင်တာရိုက်ချိုးပြီးခင်လေတကယ်ကိုဖျက်ုံချင်းစုတင်တယ် ဖျားတော့တာတစ်ခုပဲရှိရကျွန်မကကျွန်မဆိုရင်ဒီနေရာကျွန်မပြန်လာစားကြောင်းရှိဘူးအဲ့လိုပြောလို့ကျွန်မအချို့တွေရှိပါတယ်အကုန်လုံးပြတ်သွားရဆိုပြီးတော့ဟာရှောက်လို့တင်နေရှိရကျွန်မကျွန်မအဲ့ဒီမှာပေါ့ငါကြောက်လဲဆိုတော့ယေရှုခရစ်တော်အားဖြင့်ကျွန်မဘုရားတော်ဖြစ်တယ်အာမင်ကျွန်မတို့ကိုတကယ်ပေးဆက်ခြင်းနဲ့တည်းတကယ်ကိုလောကတိုင်းမှာသိခံပြီးတို့တကယ်အသိခံပြီးယေရှုကိုတွေ့ရခါကျတော့ကျွန်မဒီနေ့အဲ့ဒါကိုလင်းကြည့်ခြင်းယေရှုကျွန်မရဲ့တနာတယ်အာမင်ကျွန်မတို့တကယ်ကိုဖျားအရက်ကောင်းပြလို့ န်တီဗီလာဘီလိုကျွန်မအဲ့အရာကိုကြည့်ချင်တယ်။ဒီမဲ့ဆိုတော့ကျွန်မတခုပြောချင်တယ်တကယ်လို့လူတွေကယုံကြည်ခြင်းနဲ့ဖြစ်တယ်။ယုံကြည်ခြင်းအပြင်နဲ့ဘုရားကိုဆုတောင်းမှာဘုရားကမတတ်နိုင်တာမှတခုမှမရှိဘူး။ One day ဆိုတာနဲ့ဘုရားကိုထံတော်ဘက်ကိုချီးကပ်ကြပါဒီမှာရှိနေလို့မဟုတ်ပါဘူး။အားလုံးကျွန်မရဲ့အမျိုးတွေကိုကျွန်မပြောချင်တယ်။ခရစ်တော်ရဲ့အမျိုးတွေပဲဖြစ်တယ်။တကယ်ကိုဖျားကိုစက်ကပ်ပြီးနောက်တော့ကြီးစွာနဲ့ကိုလုတ်ခဲ့တဲ့အဖြစ်တွေဝန်ချတောင်းပန်ပြီးတော့ဖျားတယ်လို့ပြောတော့ကျမလာစီချင်ပါလေလို့ကျမဒီတစ်ချင်းလေးနဲ့ ဦးတော်ချင်းမွေးနဲ့ကျွန်တော်ပြည်ခိုင်ရင်းနဲ့ဒီကုန်းချုပ်ပါတယ် Hãy subscribe cho kênh Ghiền Mì Gõ Để chuyển, đau đau không bỏ lỡ những video hấp dẫn picture. Yeah. တော်ချီးမွမ်းခြင်းပါတယ်တကယ်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဒီမှာရှိတဲ့ဒီပုံမှာအားလုံးလည်းနောက်နေ့နောက်နေ့များပါလေဒီတင်းတော်ကဖိတ်ခေါ်ရဆိုကျွန်မနိုင်ခြင်းပါတယ်လို့ကျေးဇူးတော်များကျွန်မလည်းဖြတ်ရှင်ကောင်းချီးပေးပါစေအာမင်